ရာဘောင်ပွဲစဉ်မှာလီဗာပူးပြုမူသွားတဲ့အရေးကြီးခံယူချက်တည်းရလီဗာပူးတင်ဟာအနီးကပ်ဆုံးပွဲစဉ်အဖြစ်လာမယ့်အောက်တိုဘာလ30ရက်နေ့မြန်မာစံတော်ချိန်မနက်2:15မှာခရာဘောင်ပွဲစဉ်အဖြစ်ခရစ္စတယ်ဘဲလစ်အသင်းကိုအင်ကွင်း FV မှာအခန်းကစားသွားဖို့ရှိပါတယ်ဒီပွဲစဉ်မှာဒရီဟာဖြစ်စရာရှိနေပါတယ်ခရာဘောင်ပွဲစဉ်ဖြစ်တာကြောင့်လီဗာပူးဟာအရန်ကစားသမားတချို့ကိုပွဲထုတ်ဖို့လိုအပ်ပါတယ်ဒါမှလည်းစီမီယံကစားသမားတွေအားကြိမ်ပူရမှာပါ။အဲ့မှာကလည်းလီဗာပူးရင်ဆိုင်ရမှာကပဲလစ်အသင်းဖြစ်နေပါတယ်။ ရှုံးခွဲများနေတဲ့ကြားကကရာပေါင်ပွဲစဉ်ကိုပါမတော်လို့ထပ်ပြီးရှုံးခဲ့မယ်ဆိုရင် PR တွေအောက်ကိုပိုရောက်သွားပါလိမ့်မယ်ဆိုတော့ Armstrong အနေနဲ့ဒီအချက်ကိုချိန်ညှိရပါမယ်အသင်းစီမှာကတော့လူငယ်ကစားသမားလေးတွေကအဆင်သင့်ရှိနေပါတယ်အရန်ကုသမားလေး Woodman တို့တောင်မန်ကစားသမား Angu Moha တို့ရဲ့နောက်ပြီးတော့ဆာလာရဲ့နေရာအတွက်ရေဆန်းခရမ်းပြုတ်မဲ့ခီဇာတို့ဆိုပြီးတော့ရှိနေပါတယ်လက်ရှိလီဗာပူးအသင်းမှာဒဏ်ရာရစီနီယာကစားသမား၈ဦးအထိရှိနေပါတယ်ဒီတော့ Armstrong က လူငယ်တွေနဲ့စီနီယာကစားသမားတွေကိုအချိုးကျပေါင်းဆက်ရင်းနဲ့သုံးဆွဲသွားနိုင်ပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးတော့နောက်တစ်ချက်တတိကြီးကြီးမမထားရမှာကဒီပွဲကိုအနိုင်ရခဲ့တဲ့ဆိုရင်တော့အရန်ကြီးကျင့်တဲ့နေရာမဲ့ပုံစံမျိုးကိုစိတ်ထဲမှာမမှတ်ယူထားဖို့ပါပဲ။အရေးကြီးတဲ့ပရီးမီးယားလိပွဲစဉ်တွေကိုနိုင်ဖို့လိုအပ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာပရီးမီးယားလိပွဲတွေရှုံးပြီးတော့ Frankfurt ကိုအနိုင်ရခဲ့ကနောက်တစ်ပတ်မှာပြန်ပြီးတော့ရှုံးနေတာမျိုးတွေဖြစ်လို့မရပါဘူး။စိတ်ဓာတ်ကသာရေးကြည့်ရပါ။ ခုချိန်မှာဘယ်ပွဲစဉ်တိုင်းဖြစ်ဖြစ် အနိုင်ရအောင်ကစားသွားဖို့လိုအပ်နေတာဖြစ်ပါတယ်ရှင်။